မရှင်းနဲ့မော်စီပဲရွှေရှင်တွေကိုဘာလို့တံမိုးထားကြတာလဲတကားတကားပို့ပြီးကောင်းလာတဲ့နာမည်ကြီးစပိုင်ရွှေရှင်တွေရဲ့အကြောင်းဒီဘက်မှာတော့ကျွန်တော်တို့ရဲ့ suggested movie ကနေပြီးတော့ကြည့်ရှုလူပရိသတ်တွေကိုဘင်းသားကြီး Tom Cruise ရဲ့ Mission Impossible ရုပ်ရှင်ဆက်ကားတွေကိုညွှန်ပေးသွားမှာဖြစ်ပါတယ်။ ကျွန်တော်နာမည်ကြီးစပိုင်ရွှင်ဇန်ကားရဲ့အကြောင်းပြောရမယ်ဆိုလို့ရှိရင်ဒါဟောလီဝုဒ်ရဲ့ကဘာကျော်တရှုဇလန်းနေဖြစ်တဲ့ Mission Impossible ဇလန်းနေရဆိုလို့ရှိရင်လည်းကျွန်တော်မပါမဖြစ်ပြောရမယ်ဇာကားကောင်းတွေပဲဖြစ်ပါတယ်။ Mission Impossible ဇာကားတွေရဲ့အောင်မြင်မှုတွေမှာဆိုလို့ရှိရင်ဒီရုပ်ရှင်ရဲ့ Think Sound ဖြစ်တဲ့ Intro တီးလုံးကလည်းအပါဝင်ပဲဖြစ်ပါတယ်။ရုပ်ရှင်ရဲ့တန်မိုမြင့်တဲ့ဇာဝင်ခန်းတွေမှာဆိုလို့ရှိရင်လည်းအဲ့ဒီတီးလုံးတန်ကိုကျွန်တော်တို့ကြားရလို့ရှိပါတယ်။ မရှိရင်ဝန်ဒီမဲ့ရုပ်ရှင်ရဲ့တီးတုံးပါဆိုလို့ရှိရင်ဒါတစ်ဖြည်းဖြည်းနဲ့ spy ရုပ်ရှင်ဇဝင်ငန်းတွေရဲ့အမှတ်အသားတစ်ခုလို့တော့မှပြောလို့ရမှာဖြစ်ပါတယ်ဒီတီးလုံးကကျွန်တော်တို့နှစ်ပေါင်းများစွာကြာနေပေမဲ့လည်းရုပ်ရှင်ချစ်ပရိသတ်တွေရဲ့နှလုံးသားကိုတော့ဆွဲဆောင်ထားနိုင်တယ်ပဲဖြစ်ပါတယ်အော် mission impossible ရုပ်ရှင်ရဲ့ theme song ကိုတော့1966ခုနှစ်တည်းကပထမဆုံး version ဖြစ်တဲ့ရုပ်တံဇာတ်လမ်းထဲမှာဒါအဖွင့်တီးလုံးအနေနဲ့စတင်ပြီးတော့အသုံးပြုခဲ့တာဖြစ်ပါတယ် ။အော်ဒီနေ့ဒီ MI ရွှေရှင်ဇလန်နေမှာဆိုလို့ရှိရင်အဲဒါ version အမျိုးမျိုးနဲ့ဒီ theme song ကိုပြန်ပြီးတော့မှအသုံးပြုနေုံဖြစ်ပါတယ်။ Mission Impossible theme song ကိုတော့ Argentina တရေးဆရာဖြစ်တဲ့ Lalo Refrain ကနေပြီးတော့မှရေးသားဖန်တီးခဲ့တာဖြစ်ပြီးတော့မှ Mission Impossible franchise ရုပ်တံဇလန်တွေပြီးတော့ရုပ်ရှင်တွေကြော်ညာတွေနဲ့ဒါ video game တွေမှာထည့်သွင်းပြီးတော့မှအသုံးပြုခဲ့ပါတယ်။အော် MI ဇလန်နေရီယာဆိုလို့ရှိရင်ဒါအောင်မြင်မှုနဲ့ထိုက်တန်ရလာအောင်ခြားထူးခြားမှုတွေလည်းအများကြီးရှိနေပါတယ် အဲ့ဒါကိုပြောရမယ်ဆိုလို့ရှိရင်တော့ဒီဇလန်တစ်ခုချင်းစီကနေပြီးတော့နေရာအစ်စတန့်အစ်ပြီးရင်ကျွန်တော်ဘီလင်အစ်စ်မရှင်အစ်စ်တွေနောက်ပြီးရင်စွန်းစားမှုအစ်စ်တွေကိုအများနဲ့ကျွန်တော်တို့မယိုးရအောင်ပါဝင်နေလေးရှိပါတယ်နောက်ပြီးတော့ကျွန်တော်တို့နာမည်ကျော်မင်းသားကြီးဖြစ်တဲ့တွန်ခရစ်ကတော့သူ့ရဲ့ဇက်ကောင်အီတန်ဟက်အတွက်စတန့်တွေကိုကိုယ်တိုင်ပဲပြုလုပ်လေးရှိတာကလည်းဒါတော်တော်လေးဒီဇက်ကားနဲ့ပတ်သက်ပြီးတော့ထူးခြားချက်လည်းဖြစ်ပါတယ် အဲကိုတိုင်းလင်းရင်မောင်းတာတွေဒါလင်းရင်ပေါ်ကနေပြီးတော့မှဒိုင်မန်ထိုးဆင်းတာတွေကြောက်တောင်တွေတက်တဲ့ဟာမျိုးတွေပြီးတော့ကမ္ဘာအနေဆုံးမုံမြော့တိုက်ပေါ်ကနေစတန်ပြုတ်လုခဲ့တာတွေနောက်ဆိုင်ကယ်စတန်နေနဲ့စွန့်စွန့်စားစားရိုက်ကူးပေးရတဲ့ဇက်ဝင်ငန်းတွေဖန်ပြီးပြီးတော့ပရိသတ်တွေကိုတကယ်ကြောက်စရာကောင်းတဲ့ရတ္တမျိုးကိုပေးဆွတ်တဲ့ Mission Impossible ရုပ်ရှင်ဇာတ်ကားပဲဖြစ်ပါတယ်အဲ့တော့ဇာတ်ကားတိုင်းမှာဒါတစ်ခုတက်တစ်ခုပို့ပို့ပြီးတော့မှထိုးတက်အောင်ဖန်ပြီးရိုက်ကူးထားပြီးတော့မှအမိုက်စာအရှင်ဇက်ဝင်ငန်းတွေအရဆိုလို့ရှိရင်လည်းတကားတဲ့တကားပို့ပြီးတော့မှကောင်းလာတာကိုကျွန်တော်တွေ့မြင်ရပါတယ်ဖြစ်ပါတယ် 2025ခုနှစ်မေလနောက်ဆုံးပတ်မှာဆိုရင်ဒါ MR ရုပ်ရှင်တွေရဲ့ရှစ်ကမြောက်အဖြစ်ရိုက်ကူးထားတဲ့ Mission Impossible ရုပ်ရှင်အသစ်ထွက်ရှိထားပြီးတော့မှဇက်ကမထွက်ခင်တည်းကလည်းဒါပရိသတ်တွေရဲ့စိတ်ဝင်စားမှုကိုများစွာရရှိခဲ့ပါတယ်။ကျွန်တော်ပြီးခဲ့တဲ့အပိုင်းမှာဆိုလို့ရှိရင်တော့ MI1 ကနေ MI40 ဇက်ကလေးကကြောင့်ကိုပရိသတ်တွေအတွက်ပြောပြပေးခဲ့ရပါဖြစ်ပါတယ်။ဒီနေ့ဘက်မှာတော့ Mission Impossible Spy ရုပ်ရှင်တွေရဲ့နောက်ဆုံးဇက်ကလေးကကြောင့်ကိုပြောပြပေးသွားမှာဖြစ်ပါတယ်။ ူတရကတော့ဒါပထမ၄ကားတော့လို့ဇက်ကားတကားမှာဒါရိုက်တာတယောက်နဲ့ရိုက်ကူးခဲ့တာမျိုးမဟုတ်ဘဲနဲ့ MI5 ကနေ MI80 ၄ကားလုံးကိုတော့ဒါရိုက်တာတယောက်ထဲကနေပဲရိုက်ကူးပေးခဲ့တာဖြစ်ပါတယ်စကားလုံးကိုတော့ဒါ Don Cruise producer အနေနဲ့အစီအစဉ်ထုတ်လုပ်ခဲ့တာဖြစ်ပြီးတော့မှ director ကိုလည်းသူကိုယ်တိုင်ပဲရွေးချယ်ခဲ့တာဖြစ်ပါတယ်။ Mission Impossible ရုပ်ရှင်ရဲ့နောက်ဆုံးထွက်ရှိလာတဲ့စကားလေးကဆိုလို့ရှိရင် director Christopher McGree ရဲ့လက်ရာတွေပဲဖြစ်ပါတယ်။အဲ Christopher McGree ကတော့ Don Cruise အတွက် ့ MIU ရှင်၄ကားကိုပြိသက်ကြိုက်ဖြစ်အောင်အကောင်းဆုံးရိုက်ကူးပြီးတော့မှပုံဖော်ပေးခဲ့ရတယ်ဖြစ်ပါတယ်။ Director Magri ရဲ့ပထမဆုံးရိုက်ကူးပေးခဲ့တဲ့ MIU ရှင်ရဲ့၅ကားမြောက်ဇက်လန်ဖြစ်တဲ့ Mission Impossible Rogue Nation ဆိုတဲ့ရုပ်ရှင်ကတော့၂၀၁၅ခုနှစ်ဇူလိုင်လမှာထွက်ရှိခဲ့ရတယ်ဖြစ်ပါတယ်။ ်အပရမ3ကားမှာဆိုလို့ရှိရင်ဒီတကားနဲ့တကားကဆက်ဆက်မရှိသလိုမျိုးဖြစ်ပြီးတော့မှာ3ကားလုံးမှာဆိုလို့ရှိရင်လူသားနဲ့အင်တာနက်လွဲလို့ရှိရင်ပါဝင်တဲ့သူဆောင်တွေကလည်းမတူကြပါဘူးဒါပေမဲ့ဒီကားမှာတော့အရင်လုံးကလည်းမတူဘဲနဲ့ဒါ Ghost Protocol မှာအဆုံးကနေပြီးတော့မှာပြန်ဆက်ထားတဲ့ပုံစံမျိုးကိုရိုက်ကူးထားရတယ်ဖြစ်ပါတယ်အဲ့ Ghost Protocol ရဲ့ဆုံးသက်မှာဆိုလို့ရှိရင် Interham က The Syndicate ဆိုတဲ့အဖွဲ့အစည်းကိုခြေရာခံမှုတာဝန်ပေးခြင်းကိုခံခဲ့ရပါတယ်။အဲ့ London မှာဆိုလို့ရှိရင်သူ့ရဲ့ဒီ mission တွေကိုဆောင်ရွက်နေရင်းနဲ့ Syndicate ရဲ့ဖန်ဆီးခြင်းကိုပါ ခံလိုက်ရတယ်။အော်တစ်ဖက်မှာဆိုရင်လည်းသူတို့ရဲ့ဒီ US spy ဖွဲ့စည်းဖြစ်တဲ့ IMF ဖွဲ့ကိုဖျက်သိမ်းလိုက်ပြီးတော့ CIA ရဲ့လက်အောက်ထဲကိုသူတို့ပေါင်းထည့်ခြင်းခံလိုက်ရတယ်။ဒီတန်တွဲကဒါ syndicate ရဲ့အဓိကခေါင်းဆောင်ဖြစ်တဲ့ Solomon Lane ကိုရအောင်ရှာဖွေနေပြီးတော့ကသူတို့ရဲ့ agency တွေကိုအထမမြောက်ဒါစီကိုတာဝန်ရှိလာပါတယ်။ syndicate ဆိုတာကကြတော့ဒီ IMF အဖွဲ့လိုပဲဒါ trade agent တွေဖြစ်ပေမဲ့အဲ့လိုတွေကိုထိန်းချုပ်လို့မရတော့ဘဲနဲ့ IMF ် MI6 စရတွေတဲကချုပ်လွင်နဲ့ပေါင်းပြီးတော့မှသူကတကဘာလုံးကိုအကျန်းဖက်ပုံစံမျိုးနဲ့သွားကျင်တာပေါ့နော်အကျန်းဖက်နည်းတွေကိုပြုလုပ်ချင်တဲ့သူတွေဖြစ်ပြောင်းလဲသွားတာပဲဖြစ်ပါတယ်အဲ့တော့ syndicate ကိုတကယ်ရှိရလို့ဘယ်သူမှမယုံကြည်ကြပါဘူးအဲ့ချိန်မှာဒါ intern ကပဲအဲသူတို့ဦးတဲကပဲထွက်ပြေးနေတဲ့ syndicate ရဲ့အကြောင်းကိုစုံစမ်းနေရတယ် အဘီလိန်ဖြစ်တဲ့ Solomon Lane ကတော့ဒီ syndicate ရဲ့ bank account နဲ့ data တွေကိုပါဝင်တဲ့ hardware file ကိုရယူမှုစူးစမ်းနေရမျိုးပါ Ethan ကတော့ဒီ IMF ဖွင့်ဝင်ငွေချင်းတွေဖြစ်တဲ့ Banchi Dam လို့ပြီးရင်တော့ William တို့ Luther တို့နဲ့အတူတအဖွဲ့ပြန်ဖွဲ့ရဲ့ပြီးရင် Solomon Lane ကိုတားမှုတွေဒါဖန်ဆီးမှုပြီးရင်သူတို့ mission တစ်ခုကိုခက်ခဲခဲနဲ့အစီအစဉ်ဆောင်ရွက်နေရပေါ့အဲ့တော့ဒီရုပ်ရှင်မှာဆိုလို့ရှိရင် Tom Cruise ကရင်မုတ်တဲ့အခန်းကိုရိုက်ကူးဖို့အတွက်အသက်ကြာကြာအောင်းနိုင်အောင်လေ့ကျင့်ခဲ့ပြီးတော့မှရင်အောက်မှာ6မိနစ်လောက်အထိကို အသက်အောက်ပြီးတော့ကျိုးဆောင်ပြသနိုင်ခဲ့ပါတယ်။အဓိကရဲ့ action ဇက်ဝင်ငန်းတစ်ခုမှဆိုလို့ရှိရင်လည်းဒီမောင်းနေတဲ့လေယာဉ်ကိုအပြင်ကနေတွေ့ဆီးပြီးတော့မှကျိုးဆောင်ပြရတဲ့ဇက်ဝင်ငန်းကိုလည်းပြည်သက်တွေမြင်တွေ့ရမှာဖြစ်ပါတယ်။အဲ့တော့ပြီးတော့တခြား mission impossible ဇက်ကားတွေနဲ့မတူဘဲနဲ့ director Christopher McQuarrie ရဲ့လက်ရာဖန်တီးမှုရိုက်ချက်တွေကိုတော့ပြည်သက်တွေအနေနဲ့ကွဲပြားစွာမြင်တွေ့ရမှာဖြစ်ပါတယ်။ကျိုးဆောင်နေနေကတော့ Jeremy Renner ၊ပြီးရင် Simon Beck ၊ Bering ၊ပြီးရင်မင်းသမီးအနေနဲ့ Rebecca Ferguson တို့ကနေပြီးတော့မှအဓိကပါဝင်ကျိုးဆောင်ခဲ့ကြရတယ်ဖြစ်ပါတယ်။ပြီးဒီဇက်ကားဆိုရင်ဒါ IMDb rating က7.40ရရှိထားပြီးတော့မှ တကယ်ကိုပြည်သက်တွေစိုက်တွေ့စေမဲ့စကားကောင်းတွေလည်းဖြစ်ပါတယ်အဲကျွန်တော် MIU ရှင်တွေကိုပြောရမယ်ဆိုရှင် MIU ရဲ့ Ocean တွေကပုံမှန်အားဖြင့်တော်တော်လေးမိုက်ပြီးတော့မှသိဝင်သားမှုကောင်းတယ်ပေါ့နော် Action set တွေမှာသုံးသွားတဲ့ Spine သုံးဆောင်လေးပညာပစ္စည်းတွေအားဆိုရှင်လည်းတော်တော်လေးကို DD ကြအစုံစုံနဲ့ပါလိရှိတယ်အဲနောက်ပြီးတော့6ကမြောက်ဖြစ်တဲ့ Core Out ကတော့ Ocean အတက်ပညာပိုင်းဆိုင်ရာနောက်တစ်ဆင့်ထပ်ပြီးတော့မှတက်ထားတာကိုကျွန်တော်တို့တွေ့ရပါတယ်ဒီပဲ4 out လို့နာမည်ပေးထားတဲ့ Ocean ကတော့2018ခုနှစ်ဇူလိုင်လ29ရက်နေ့မှာ ထွက်ရှိခဲ့တာဖြစ်ပြီးတော့မှထွက်ရှိသမျှ MI ရုပ်ရှင်စီးရီးထဲမှာဝင်ငွေကောင်းဆုံးရုပ်ရှင်တွေကလည်းဖြစ်ပါတယ်။ဒီဇလန်ရဲ့အကြောင်းကိုပြောမယ်ဆိုလို့ရှိရင်ဒါရှေ့ဆက်ကရဲ့ဘီလင်တက်တဲ့ Solomon Lane ကတော့နျူကလ িয়ার လက်နက်တွေနဲ့ဖောက်ခွဲမှုတွေကိုပြုလုပ်တော့မှာကို IMF အဖွဲ့ကတည်င်းရပြီးတော့တားဆီးဖို့လှုံ့ဆော်နေရတာပါ။အအထူးလျှော့ဝှက်ထားတဲ့မရှင်တွေကို IMF အဖွဲ့က CIA ရဲ့ August Walker ဆိုတဲ့အရာရှိတဦးနဲ့အတူပေါ့နော်။မရှင်တစ်ခုကိုစောင့်ရက်နေပါတယ်။ဇလန်တလျှောက်မှာတော့ဒီ August Walker က CIA ကိုစားပြုဖြစ်တာဝန်တွေကိုထမ်းဆောင်နေရတယ်လို့ အထင်ရတယ်တကယ်တော့သူကိုယ်တိုင်ကပဲဒုစရိုက်မှုတွေကိုဖန်တီးနေတဲ့ဂျွန်လောဆိုတာသူကသူဖြစ်နေရပါဘောဒါလို့တော့ဒါနောက်ဆုံးမှတစ်ဖြည်းဖြည်းသိလာပါဘောသူ့ရွေချက်ကကြတော့နျူကလ িয়ার ဘုံးလေးကိုအသုံးပြုပြီးတော့မှကမ္ဘာနိုင်ငံရေးနဲ့လူဖွဲ့စည်းတွေကိုပြက်စီအောင်လုပ်ဆောင်မှုပဲဖြစ်ပါတယ်ဒုစရိုက်သမားတွေကဒါဖောက်ကွဲမှုကြီးမားတဲ့ရည်ပညာမြေဘုံးလေးကိုသုံးပြီးတော့မှကမ္ဘာမှာရှိခဲ့ကမ္ဘာမျိုးကြီး၃ခုကိုဖောက်ခွဲပြီးတော့မှဖျက်ဆီးပစ်ဖို့သူတို့စီစဉ်နေကြတယ်။နောက်ဆုံးနျူကလ িয়ার ဘုံးကိုပိတ်ဖို့ကြိုးစားတဲ့အချိန်မှာသူတို့အနေနဲ့ 10မိနစ်လောက်ပဲအချိန်ရတော့တာဖြစ်ပါတယ်။ဒီတန်းကြတော့ဒီ plutonium ဘုံးလေးကိုမပေါက်ကွဲအောင်ကျွထိန်းချုပ်ဖို့အတွက်ပေါ့နော် remove detonator ကိုအာဒီသုံးပြပြီးတော့မှထိန်းချုပ်နိုင်မှုအတွက် Kashmir Dynamics ထဲကတောင်တန်းလေးပေါ်မှာဆိုရှင်ဒါ John Locke နဲ့သူရင်ဆိုင်တိုက်ခိုက်ခဲ့ရတယ်။အဲ့ဆက်ကအတွက်ဒါတခုပါဆိုလို့ရှိရင်ရဟန်းရင်မောင်းတာကိုအချိန်၃လယူပြီးတော့မှ digital ID လည်းသိရပါတယ်။အဲ့ဒါကြောင့်မလို့ဒါရဟန်းရင်မောင်းပြီးတော့လုံဆောင်ရတဲ့ stat တွေကိုဆိုလို့ရှိရင်ဒီဇက်ကမှ PDN အောင်လုံဆောင်ပြနိုင်ခဲ့ပါတယ်။ ပြီးရင်တော့ပေ2500နဲ့အလုပ်ပုံချပြီးတော့ပေ100လောက်ရောက်မှလေထီးဖွင့်ခဲ့ရတဲ့ဇက်ဝင်ငန်းလေးပြီးရင်ဆိုင်ငယ်အုံထုံးမပါဘဲနဲ့ဆိုင်ငယ်ကိုအခွေကောက်လန်းနေတာရှင်မီလေးနဲ့မောင်းပြရတဲ့ဇက်ဝင်ငန်းနေရဆိုလို့ရှင်လေဒါပရိသတ်တွေကိုတကယ်ကိုဆွဲဆောင်နိုင်ခဲ့တဲ့ဇက်ဝင်ငန်းနေပဲဖြစ်ပါတယ်စူပါမဲမင်းသားဖြစ်တဲ့ဟင်ရီကာဗင်မင်းသမီးအင်ဂျယ်လာဘက်ဆစ်ပြီးရင်တော့မင်းသမီးဘင်နက်ဆာကာဘီမင်းသမီးမီရှဲမိုနာဟန်တို့ကနေပြီးတော့မှဒီကမှာအဓိကပါဝင်ပြုဆောင်ထားပြီးတော့ ဒီဇက်ကဆိုရင်ဒါ IMDb rating 7.7အထိရရှိထားတဲ့ဇက်ကဖြစ်တဲ့အတွက်ကြောင့်မလို့လူကြိုက်များဆုံး MI ဇက်ကဖြစ်လေရည်တည်နေတာဖြစ်ပါတယ်။ဒီဇက်ကမှာထူးခြားတာကကြတော့ဒီဇက်ကရဲ့ villain ဖြစ်ကျွန်တော်တို့ရဲ့ Superman မင်းသားဖြစ်တဲ့ Henry Cavill ကနေပြီးတော့မှပါဝင်တုံးဆောင်ထားရတဲ့ကြောင့်မလို့ဇက်ကမထွက်ခင်တည်းကအဲ့ rumor ကလည်းထွက်လာတယ်။တော်တော်များများကလည်းဇက်ကမထွက်ခင်တည်းကပဲဒီမင်းသားကြီး Henry Cavill နေတဲ့ villain နေရာမှာဘလို့တုံးဆောင်မလဲဆိုတော့လည်းတော်တော်လေးစိတ်ဝင်စားခဲ့ရပဲဖြစ်ပါတယ်။ပြီးရင်တော့ခုနကမြောက်ဖြစ်ထက်ပြီးတော့ထွက်လာတာကတော့ Mission Impossible ဲ Dead Reckoning Part 1မှာဖြစ်ပါတယ်ဒီတစ်ခါမှာတော့ဂျန်သူကလူပုဂ္ဂိုလ်ဖွဲ့စည်းမဟုတ်တော့ပါဘူးဒါကတကဘာလုံးကစနစ်တွေ network တွေကိုဖောက်ဝင်ပြီးတော့ထိတ်ချုံနိုင်စွမ်းရှိတဲ့ AI စနစ်တစ်ခုကိုဘီလင်ဖြစ်ရိုက်ကူးထားတာဖြစ်ပါတယ်အဲ့တော့ရုရှားရင်ကုန်သင်္ဘောတစ်စင်းကတော့ဒီကိုပြောင်းစနစ်သုံးပြီးတော့အတိတ်ရေခဲတဲ့အောက်ကနေသူ့ရဲ့ဌာနချုပ်ကိုပြန်လာခဲ့ပါတယ်အဲ့တော့ entity လို့ခေါ်တဲ့ AI စနစ်တစ်ခုကအလိုလျောက်ထိတ်ချုံမှုစနစ်ကိုအဲ့ချိန်မှာသုံးပြီးတော့ဒီပညာမြင့်ရုရှားရင်ကုန်သင်္ဘောကိုနင်းမြုပ်အောင်ပြုလုပ်ပစ်ခဲ့ပါတယ် အဲ့ဒီအချိန်မှာ AI ကသူ့ဘာသာထိန်းချုပ်နိုင်တော့ဒါ cyber space တွေကိုဝင်ပြီးတော့လူတွေကိုလှည့်စားလိုက်တယ်ဘလို့လှည့်စားလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒါရင်ကုန်သင်းမောရဲ့ radar ထဲမှာရန်သူအတုကိုသူ့ဘာသာဖန်တီးပြီးတော့ပြစ်လွတ်လိုက်တဲ့ဒုံးတွေကိုပြန်လှည့်လာအောင်သူဖန်တီးလိုက်တယ်ပေါ့နော်အလူသက်ဆက်လို့ဖြစ်လာတဲ့ AI ကတော့ဒီကိုပိုင်ဆုံးဖြတ်နိုင်စွမ်းကိုအသုံးချပြီးတော့မှကွန်ပျူတာကိုအဲဘိုင်းရဝင်တယ်လို့မျိုးဖြစ်လာတယ်ပေါ့တော့လူတွေက AI ဒုက္ခပေးနေတဲ့အချိန်မှာဆိုလို့ရှိရင် AI ကတကယ်ကိုဒါဘီလိန်သကောင်လိုမျိုးကျွန်တော်တို့ခံစားနေရအောင် ော့ AI ကိုနိုင်တဲ့မီးပညာမရှိတော့ပေမဲ့လည်းဒါသူ့ထိန်းချုပ်နိုင်မှုဒါမှမဟုတ်လို့ရှိရင်ကျွန်တော်တို့ဒီရက်တန့်ဖြည့်စီပြစ်နိုင်မှုလွှတ်ဝက်ချက်ကတော့တော်တချောင်းပေါ်မှာရှိနေပါသေးတယ်။အဲ့ဒါတော့အဲလူတယောက်ကသူဖန်နေခဲ့တဲ့တော်ချီအဲ့တော့ကိုကျွန်တော်ရယူသလိုရှိရင်တော့အဲ့ရဲ့ AI မီးပညာကိုကျွန်တော်ရက်တန့်ဖြည့်စီပြစ်လို့ရမှာဖြစ်ပါတယ်။ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေနေလဲအဖွဲ့အစည်းစည်းစည်းနဲ့သူတို့ဖွဲ့တယ်ပြီးရင်သူတို့ရဲ့ကိုကျိုးအတွက်ရေချဲမျိုးမျိုးနဲ့ NNI ကိုအသုံးချနိုင်မှုတော့ရအောင်သူတို့အပြိုင်ဆိုင်ကြိုးစားကြရမှာနော်အဲ့တော့ရဖို့အတွက်ဆိုလို့ရှိရင်ဒါ IMF ကိုတာဝန်ပေးခံရတဲ့အခါမှာဆိုလို့ရှိရင် Inter Hey ရဲ့အဖွဲ့ကလည်းနောက်ထပ်မဖြစ်နိုင်စရာစစ်စင်ရေးတစ်ခုကိုထပ်ပြီးတော့မှဆင်နွှဲရပါတယ်။အနော်ဝင်းနိုင်ငံရဲ့တောင်တောင်းကနေပြီးတော့ဂျောက်ကမာရဲကိုစိုက်ကယ်နဲ့ခုံစီရတဲ့ဇက်ဝင်ကနေပြီးအီတလီနိုင်ငံရဲ့ဒါရောမမျိုးလမ်းလေပေါ်မှာဆိုရင်ဒါကတ်စတန်လုပ်ပြီးတော့ မောင်းရတာမျိုးတွေတနာယူမိုင်60မျိုးနဲ့မောင်းနေနေတဲ့ရထားခေါင်းမှုပေါ်မှာတိုက်ခိုက်ရတဲ့ဇဝင်ငန်းမျိုးဆိုလို့ရှိရင်လည်းတကယ်အပြစ်မှမြင်တွေ့ရတဲ့အစ်စ်တိုင်းကိုလည်းကူးနိုင်ခဲ့ရတယ်ဖြစ်ပါတယ်။ဒါရိုက်တာခရစ်စတိုဖာမက်ခရီရဲ့အကောင်းဆုံးပုံမှန်မှုတွေနဲ့ရိုက်ကူးထားပြီးတော့ဒီဇက်ကဆိုလို့ရှိရင်လည်း IMDb rating 7.60ရရှိခဲ့တဲ့ဇာတ်ကားတကားပဲဖြစ်ပါတယ်။အဲ့တော့ကျွန်တော်ဒီဇာတ်ကားရဲ့အဆက်ပဲဒါအပိုင်းနဲ့ဖြစ်တဲ့ Mission Impossible The Final Reckoning ကိုတော့2025ခုနှစ်မေလနောက်ဆုံးအပတ်က ကဘာတဝဲလုံးကရုပ်ရှင်တွေမှာရှင်တင်ပြီးတော့မှပြသနေပဲဖြစ်ပါတယ်အဲ့တော့ပထမကဒီရုပ်ရှင်ကိုဒါ Mission Impossible Tag Reconing Part 2လို့နာမည်ပေးထားခဲ့ပြီးမြဲလေဇကာထွက်ခါနေမှာဆိုလို့ရှိရင်တော့ဒါအပိုင်းနဲ့လို့မသုံးတော့ဘဲနဲ့ The Final Reconing ဆိုပြီးတော့ဇကာရဲ့နာမည်ကိုကြောင်းလိုက်ခဲ့ပါတယ် ဒီစကားဆိုလို့ရှိရင်လည်းဒါ Tom Cruise ရဲ့နောက်ဆုံး MIU ရှင်ဖြစ်လာလိမ့်မယ်လို့ရုပ်ရှင်သုံးသပ်တဲ့သူတွေကနေပြီးတော့မှသတ်မှတ်ထားကြပါတယ်။အဲ့တော့ The Final Reckoning ဆိုတဲ့နာမည်ပေးထားတဲ့အတိုင်းပဲ Mission Impossible ရဲ့ Tom Cruise version ကိုဒီရုပ်ရှင်နဲ့နှုတ်ဆက်သွားမလားဆိုတာကိုအားလုံးကလည်းစိတ်ဝင်စားနေကြပါတယ်။အဲ့တော့ရုပ်ရှင်ဇာတ်ကားယုံမတင်ခင်မှာဆိုရင်ဒါ Tom Cruise ကိုယ်တိုင်ကနေပြီးတော့ဒီဇာတ်ကားကသူ့ရဲ့ရိုက်ကူးမှုအတွက်နောက်ဆုံးဇာတ်ကားဖြစ်လာနိုင်တဲ့အကြောင်းကို The Hollywood Reporter ကိုပြောကြားခဲ့ပါတယ်။ဒါပေမဲ့လည်း franchise ရဲ့အဆုံးသတ်ဆိုတာကိုတိတိကျကျထုတ်ပြန်ထားတာမျိုးတော့မလုပ်ခဲ့ရတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့အတိအပြုနိုင်တဲ့တော့ပြောလို့မရသေးပါဘူးเนาะမရှိလို့ပဲပြောအောင်เนาะအဲ့တော့ဇလန်ကကြာတော့ဒီအရင်ဇက်ကဖြစ်တဲ့ Derrick Conning ထောက်ဝမ်းရဲ့နောက်ဆက်တွဲပုံစံမျိုးလိုက်ကြည့်ထားတာ Interhand နဲ့ဒါ IMF အဖွဲ့ဝင်တွေကဆိုရှင်ဒီကဘာတဝမ်းလုံးမှာရှိတဲ့ထောက်လိုင်းရေးကွန်ရက်တွေကိုစိတ်ဝင်နေတဲ့ entity လို့လူပြများတဲ့ကြောက်စရာကောင်းဆုံး AI ကိုထိန်းချုပ်ဖို့အတွက်သူတို့ဆက်လက်ပြီးတော့ဂျိုးပန်းဆောင်ရွက်ခဲ့တယ် အဲတစ်ဖက်မှာလည်းကျွန်တော်ဒါမဟာမိတ်အစိုးရအဖွဲ့အစည်းအစ်တွေနဲ့ပူးပေါင်းပြီးတော့ NDT ကိုကောင်းမွန်စွာနဲ့ AI ကိုတိစောက်တဲ့နေရာမှာပါဝင်ဆက်နွယ်နေတဲ့ Agent Gabriel ကိုလိုက်ရှာနေခဲ့ပါတယ်။နောက်ပိုင်းမှာ Ethan ကတော့ NDT နဲ့ Gabriel တို့ကိုဆက်သွယ်ဖို့အသုံးပြုထားတဲ့ကြိယာကိုရှာဖွေတွေ့ရှိခဲ့ပါတယ်။လန်နန်ကိုအခြေစိုက်ထားတဲ့နျူကလ িয়ার လက်နက်တွေကိုဖြုတ်ချဖို့ဒါဖြတ်စီးနိုင်မှုအတွက်ဆိုလို့ရှိရင်ဒေတာကုတ်တွေကို ပြန်လည်ရယူနိုင်မှုအင်တန်က IMF ကသူ့ရဲ့အဖွဲ့ဝင်တွေနဲ့အတူစူးစမ်းနေရတာပဲဖြစ်ပါတယ်။ တကမ္ဘာလုံးဆိုင်ရာတိုက်ခိုက်မှုတွေမစတင်ခင်၄ရက်လောက်မှာအင်တန်က CIA ရဲ့စီကန်းတွေကိုကြော်လုံပြီးတော့မှအဲတချို့ဟာတွေဆိုလို့ရှိရင်ဒီစီကန်းတွေနဲ့ဆန့်ကျင်ပြီးတော့မှမစ်ရှင်တွေပြုလုပ်ခဲ့ရတာမျိုးလည်းရှိပါတယ်။ဒီဇက်ကရိုက်ကူးနေတဲ့အချိန်မှာဆိုလို့ရှိရင်ဒါတွန်ခရုစ်ရဲ့အသက်ကအသက်60ရှိနေလည်းဖြစ်ပါတယ်။ဒါပေမဲ့လည်းအသက်60ရွယ်နဲ့မလိုက်အောင်လည်းဒီ action တွေမှာဆိုလို့ရှိရင်ပြည်ပြင်းအောင်သူကတည်ဆောက်ပြနိုင်ခဲ့တာကိုတွေ့ရပါတယ်။1996ခုနှစ်မှာဆိုရင်သူ့ရဲ့ plan မဆုံး mission impossible ရုပ်ရှင်ထွက်ရှိတဲ့အချိန်လုံးကသူ့ရဲ့အသက်ကအသက်30ပဲရှိပါသေးတယ်။အခုနောက်ဆုံး ရုပ်ရှင်ဒီသူရိုက်ခဲ့တဲ့ MI ရုပ်ရှင်ရှစ်ကပေါင်းလိုက်မယ်ဆိုတော့ကျွန်တော်နှစ်ပေါင်း30လောက်တော့ကြာပြီပေါ့နော်နှစ်ပေါင်း30လောက်အချိန်ယူပြီးတော့ရိုက်ခွင့်ရရလို့ပြောလို့ရမှာဖြစ်ပါတယ်အဲ့တော့သူ့ရဲ့တက်တန်းတဝက်လောက်ကတော့ဒီ mission impossible ရုပ်ရှင်ဇာတ်ကားတွေအတွက်လို့ပြောလို့ရမှာဖြစ်ပါတယ်နောက်ပြီးတော့ကျွန်တော်တို့ဒါ mission impossible ဇာတ်ကားရှစ်ကားလောက်ပါဆိုလို့ရှိရင်လည်းဒါ Tom Cruise ကပဲအဓိက producer ဖြစ်ပါဝင်ပြီးတော့မှ season ထုတ်လုပ်ပေးခဲ့တာပါအဲ့တော့သူ့ရဲ့ကြိုးစားအားထုတ်မှုတွေကြောင့်လည်းဒါယနေ့အထိပေါ့နော်အကောင်းဆုံး action ဇာတ်ကားတွေကတစ်ခုဖြစ်ဒီဇာတ်ကားကတတ်မှတ်ခြင်းခံထားရတာဖြစ်ပါတယ် အဲ့နောက်ထပ်ဒီကားမှာထူးခြားတာဆိုလို့ရှိရင်တော့ Titan character ဖြစ်တဲ့ Tom Cruise နဲ့ Luda character ဖြစ်တဲ့ Minna Yi Ferring ပေါ့နော်သူတို့နှစ်ဦးကတော့ ဒီ Mission Impossible ရဲ့ရုပ်ရှင်ဇာတ်ကရှစ်ကားလုံးမှာပါဝင်နိုင်ခဲ့တဲ့ပြုဆောင်တွေပဲဖြစ်ပါတယ်။ Tom Cruise ကတော့သူဟာအသက်80ကျော်တဲ့အထိ Mission Impossible ဇာတ်ကားတွေကိုဆက်လက်ဖန်တီးသွားခြင်းတဲ့အကြောင်းကိုတော့အမြဲတမ်းပြောလို့ရှိပါတယ်။1966ခုနှစ်တည်းကရုပ်သံဇာတ်လမ်းတွဲအနေနဲ့စတင်လာခဲ့တဲ့ဒီ Mission Impossible MI ဇာတ်လမ်းတွေကတော့ဒီနေ့ခေတ်ရုပ်ရှင် သမိုင်းမှာဆိုလို့ရှိရင် James Bond ဇာတ်လမ်းတွေပြီးလို့ရှိရင်ဒုတိယတက်တန်းအရှိဆုံး Spy Action Franchise တွေကတခုပဲဖြစ်ပါတယ်။အထူးခြားလှပတဲ့နေရာတွေကိုတွားရောက်ပြီးတော့မှ location အစ်စ်တွေမှာတွားပြီးရိုက်ကူးတာတွေပြီးရင် အရှင်ဇက်ဝင်ငန်းတွေကိုကိုယ်တိုင်ဆွလားပြီးတော့ကျုပ်ဆောင်ပြတာတယ်တကားတက်တကားပူပြီးတော့ကောင်းအောင်သူတို့ဖန်တီးအထုတ်ထားရတဲ့အကြောင်းနဲ့ Mission Impossible ကတခြားကျုပ်ဆောင်တွေနောက်ထပ်ဖန်တီးပြဖို့မလွယ်ကူတဲ့ရုပ်ရှင်ဇက်ကားတကားလို့ဖြစ်လာခဲ့ပါတယ်ဗောနော်အဲ့တော့ဒီနေ့မှာကျွန်တော်တို့ရဲ့ Suggest တဲ့ movie ကနေပြီးတော့အသက်63နှစ်ရွယ်ရှိပြီဖြစ်တဲ့ Minari Tom Cruise ရဲ့ Mission Impossible ဇက်ကားတွေကိုဒီတစ်ပတ်ရဲ့ Weekend မှာကြည့်ရှုဖို့အတွက်တိုက်တွန်းနေပါတယ်ခင်ဗျာရုပ်ရှင်ဇက်ကားတွေဆိုလို့ရှိရင်လည်း Spy ရုပ်ရှင်နဲ့ Action ဇက်ကားကိုကြိုက်နေတဲ့သူတွေအတွက် လုံးဝကိုကြိုက်တဲ့ဇက်ကားတွေဖြစ်တယ်လို့လည်းယူဆမိပါတယ် ကျွန်တော်ရဲ့ CST movie season ကိုတော့ပတ်စဉ်အင်္ဂါနေ့ည7:45ချိန်မှာ Fortune TV channel နဲ့ Fortune TV ရဲ့ application မှာတပြိုင်တည်းကြည့်ရှုနိုင်လို့ Fortune TV ရဲ့ YouTube channel မှာလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ကျွန်တော်တို့နောက်တစ်ပတ်မှာပြန်လည်ပါမယ်။